အောက်ဆောင်ပိုင်းကိုလည်းဒီတစ်ခါမှာတော့ရွှေပြည်ကြီးချက်တဲ့ချက်ကချင်ချက်ဖြစ်ပါတယ်ဖက်ဖယ်ရွက်လေးရလာလို့ချက်ကချင်ချက်လေးချက်စားလိုက်ပါတယ်ကျဲရဲ့လက်မောင်းပေါ့နော်ကျက်လက်မောင်းကိုအရင်ဆုံးဖက်ဖယ်ရွက်ပပလေးလီတာလေးအားထည့်တယ်။မမှန်ဘူး။ ပြီးတော့ပင်စင်းတော့မရှိဘူးဒါကြောင့်မလို့ကုစီနံရွက်လေးထဲလိုက်တယ်ပြီးတော့အရသာနေတယ်စက်တုံဖြူထောင်းတာစက်တုံနေထောင်းတာကောင်းလာနေလိုက်တယ်တကချင်းကြက်ကတော့ကချင်လာနေတဲ့မိစေချက်ကျွေးနေကြမလို့ချက်တက်တာပါဒါပေမဲ့မနာရှာကောပါကောအမှုန်ကြီးနေတယ်သူတို့ထဲ့ပါတယ်ကချင်အမွေးနဲ့ကမှုန်ပါနော်အဲ့ဒါကတော့ မရှိတဲ့အတွက်ကြောင့်မလို့တဘာဝအရွက်နေပဲချက်လိုက်ပါနဲ့အဆက်အတွက်ကတော့မရုပ်ပြီးစင်းထည့်နေတယ်နော်ပြောစီလင်းနဲ့ထည့်တယ်အဲဒါပါပဲသူကစီလင်းမတက်ဘူးစီမတက်တယ်ဒါပေမဲ့လုံးမချက်တာဖြစ်ပါတယ်ကျွန်တော်ကတော့အယောင်လေးနဲ့ကြိုက်တော့စနေလေးနဲ့ပါထည့်နေလိုက်ပါနော်အားကြောင့်မလို့ပြီးရင်ဒီလိုမျိုးအဲဒါတို့တိုင်းသားချက်တွေကတော့စီမတက်ကြအောင်နော်မနော်ကျွန်တော်တို့ကြည်ရိုးရချက်တွေဆိုလည်းဒီလိုပဲလုံးပြီးချက်တယ်ဒါလည်းချက်ကချင်းချက်လည်းဒီတိုင်းပဲ ဗီဒီယိုတက်တာပဲเนาะလုံးပြီးချက်လိုက်တာပဲအရသာအာဆက်ပြီးရမယ်လုံးချက်လိုက်တယ်ပြီးရင်အုပ်ထားလိုက်တယ်ပြီးရင်ရှိရင်ခဏလောက်စောင့်လိုက်တယ်ဒါဒီလိုလေးရတယ်၊ကာယာလေး၊မူရနဲ့ရောနေတယ်၊ခြင်ချင်းဆက်ဆက်လေးနဲ့ထင်းစားလို့အရင်ကောင်းမှဖြစ်ပါလေ။ဒီလိုဆုလာပြီးစီလေးလေးနဲ့ပြန်လာပြီးဆိုလို့ရှိရင်တော့အသားနည်းပြီးဆိုရင်စားလို့ရပါပြီ။မူမူလေးနဲ့ဆက်ဆက်လေးနဲ့ ကြက်ကချင်းချက်ပေါ့နော်ဒါပေမဲ့တချို့ကြတော့လည်းနော်ဒီလိုအရွက်နဲ့နေမကြိုက်ဘူးနော်မကြိုက်လို့ရှိရင်တော့လည်းအဲမကောင်းလို့ထင်ပါပေါ့နော်ကျွန်တော်တို့ကတော့ဒီအင်းဒီဟီရရဲ့အမွေးနဲ့လေးကြိုက်တဲ့အတွက်ကြောင့်မလို့ကြက်ကချင်းချက်ငါကချင်းချက်ဒါတော့ကျွန်တော်အရင်ကြိုက်ပါတယ်နော်တိုင်းကစားစားလေးတွေတကယ်ပဲကျမ်းမာရေးတွေပြီးပြီးတော့စားလို့ကောင်းပါလေစကောစတာကိုရတယ်နော်